စပင်ညှက်လိုက်တဲ့ချိန်မှာစွမ်းစာနီနဲ့ခွဲမရအောင်တူသွားလို့လူပြောများနေတဲ့ထက်ထမဟုတ်ဘူး။မင်္ဂလာပါရှင်။ Icarus Diary မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။စပင်ညှက်လိုက်တဲ့ချိန်မှာစမင်းသားစွမ်းနဲ့တထက်သေးတူသွားလို့လူပြောများနေတာကသယုံဆောင်မင်းသမီးကယ်ရမီထက်ထမဟုတ်ပါ။အားလုံးသိကြတဲ့အတိုင်းထက်ထမဟုတ်ဟောင်းအခုချိန်မှာတော့နေမကောင်းပြင်းထန်ဖြစ်နေတာဖြစ်ပါတယ်။ဒီလိုနေမကောင်းဖြစ်နေချိန်မှာစပင်တူတူလေးညှက်လိုက်လို့လူပြောများနေတာပါ။ အထူးသဖြင့်ထထမုံဦးတောင်စပင်ညှက်လိုက်တဲ့အချိန်မှာစမင်းသားစွမ်းစာနီနဲ့တပုံစံနဲ့တူသွားတာဖြစ်ပါလေ။ဒါကြောင့်လည်းပြိတက်တီကထထမုံဦးနဲ့စွမ်းစာနီကိုလူချင်းမှားနေကြပါပြီ။ဒါကလည်းပြောင်းလဲလာတဲ့ထထမုံရဲ့ချင်းကြီးချောင်းလို့ဆိုရပါမယ်။တချိန်ကမင်းသမီးထထမုံဟောင်းအချိန်ကနုပညာချင်းမြင့်မင်းသမီးတယောက်ပါ။ထထမုံဟောင်းချမ်းသာကြွယ်ဝတဲ့ပိုင်ဆိုင်မှုတွေနဲ့တူထထမုံသားမကောင်သူမရဲ့သုံးဆောင်ပစ္စည်းတွေဟာတစ်ခေတ်တစ်ခါမှလူပြောများတဲ့အထိဖြစ်ခဲ့တာပဲဖြစ်ပါလေ ဒီလိုမျိုးကြော်ကြားမှုတွေနဲ့အောင်မြင်ခဲ့တဲ့မင်းသမီးထက်ထမဟုတ်ဟာအခုနောက်ပိုင်းမှာတော့ကျမကြီးတွေချူချာလာခဲ့တာပဲဖြစ်ပါတယ်။ကိုဗစ်ကာလမှာလည်းစီးကျုံနဲ့သွေးတုံးရောဂါတွေရရှိခဲ့ပြီးအဲ့ရတဲ့ကနေမထနိုင်တဲ့အထိချီနေဆုံးရခဲ့တာပဲဖြစ်ပါတယ်။ထက်ထမဟုတ်ဟာဇောပိုင်းအွန်လိုင်းမှာ live စေးပြင်မှာအပြင်အောင်မြင်မှုတွေရရှိနေတဲ့အခါမှာလည်းကျမကြီးမကောင်းခဲ့ပါဘူး။ထို့အချိန်မှာလည်းအိမ်ရတဲ့လဲခဲ့ပြီးအိမ်ရတဲ့ကနေပဲလိုင်းလွင်ခဲ့တဲ့အချိန်တွေလည်းရှိပါတယ်။ ထထမုံမှာတမီလီတူမွေးထားပြီးမြလဲအာကုမရတဲ့ပုံစံဖြစ်နေကြတာပါဆလင်ဝီဒီထားဟာလည်းအမေဖြစ်သူအပေါ်မှာခင်တွယ်မှုမရှိဘဲသူမရဲ့အလုပ်တွေနဲ့ပဲရှုံနေကြတာဖြစ်ပါတယ်ဖခင်ဖြစ်သူရဲ့နောက်ရင်နောက်ရင်နဲ့လည်းစင်ပြေလုံးမိမဲအမေဖြစ်သူကိုတယောက်တည်းပဲထားထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့မင်းသမီးထထမုံဟောင်းကြောက်ကဲ့ယောဂါကြောင့်ဆေးရုံကိုသေးတန်တက်နေခဲ့ရပြန်ပြီဖြစ်ပါတယ်ကြောက်ကဲ့ယောဂါဟောင်းယောဂါတွေထဲမှာခံရခက်ဆုံးယောဂါတွေဖြစ်ပြီး လူငယ်ရဲကိုရှင်လက်လက်ခံစားရစေတဲ့ယောဂါပဲဖြစ်ပါတယ် ကြောက်ခတ်စီပင်းဆုံးသက်မရှိ အပတ်တိုင်းလာတိုင်းဈေးရုံနဲ့ဈေးကန်းကိုအမြဲမပြတ်သွားနေရမှာဖြစ်တဲ့အတွက်အတော်လေးကိုကုန်ကြများတဲ့ယောဂလေးဖြစ်ပါတယ်။အခုခါမှာတော့ထထမူဟာကြောက်ခတ်ရောက်တဲ့ယောဂကြောင့်ရှမ်းပြည်ဈေးရုံတက်နေရတာဖြစ်ပြီးအချိန်နေတော်တော်လေးပြင်းထန်နေတာပဲဖြစ်ပါတယ်။ထထမဦးဟောင်းစောပိုင်းမှာလည်းနှလုံးသွေးတိုးနဲ့အသင်းယောဂါတွေရှိလို့စိတ်ကူတာနေရတယ်လို့ငလင်းနှုံးကလည်းလက်ကျိုးဘူးတာပါ အခုအခါမှာတော့တက်တက်မှုကဒီလိုယောဂဝေဒနာခံစားနေရတာကြောင့်ဆေးရုံမှာကုသမှုခံယူနေရင်သပင်းတူတူလေးညှက်လိုက်တာပါတက်တက်မှုကသူမဟောင်းဆေးရုံကဆင်းသွားပြီဖြစ်ကြောင်းဒီလိုဆေးရုံကဆင်းချိန်မှာသပင်းတူတူလေးညှက်လိုက်တာဖြစ်ပါတယ်ဒီလိုသပင်းတူလေးညှက်လိုက်လို့လေသူမကိုပြိတ္တတွေကမမုန်းချဖို့ပြောလာတာပါပိတ်သက်တွေကတော့ဗီဒီယိုဆမှာပြောခဲ့သလိုပဲထထမဟူဟောင်းစပင်းညှက်လိုက်တော့စွမ်းစာနီနဲ့တူတယ်ဆိုပြီးပြောကြတာပါ အခြားတစ်ဖက်မှာစွမ်းစာနီဟာအယ်ကိုဟောတောက်တာကြောင့်မျက်နှာဖော်ရောင်က အသေးကြီးပြီးဆေးရုံတင်ထားရတာဖြစ်ပါတယ်။ဒီလိုချိန်မှာစွမ်းစာနီရဲ့ဖော်ရောင်နေတဲ့မျက်နှာကထက်ထမုန်နေတဲ့ကိကိုချစ်စုကွက်တီတူနေကြတာပါ။ဒါကြောင့်လည်းတတော်လေးကိုလူပြောများနေတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောထက်ထမုန်းနဲ့စွမ်းစာနေလို့တူကြတယ်လို့ထင်ကြပါသလားမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်